ဒီနေ့စည်းစိမ်မဲ့အရာတော့ဒါအတွက်တို့တမီဆယ်ကောင်းတယ်ပေါ့နော်အဲ့မမတို့ကဒီကပောက်ကျန်းအခန်းကြီး24ကိုအခြေပြုပြီးတော့ဒါအရန်ရှိအရန်ရှိလို့ပေါ့နော်ငါးပိုင်းခွေးထားတယ်ဒီမှာလည်းပြောထားရေပေါ့ကျွန်မဒီနေ့စာကျွန်မတို့စာတော့ရမယ့်အရာဒီနေ့အပိုင်းကကြီးနဲ့ခါခွေးပေါ့နော်ဒါအတွက်တို့တမီရေတို့တမီထန်ခရီးနှိမ်ခြင်းပေါ့အဲ့တော့ပထမဆုံးအဲဒါအတွက်တို့တမီရွေးတဲ့အကြောင်းပေါ့နော်အဲ့တော့ အဲ့တော့ဒါအတွက်တို့တပင်းရေဆိုဘယ်သူကသူ့အတွက်ရေးရလဲပေါ့နော်အဲ့တော့အဲ့ဒီဓမ္မကျမ်းစာမှာကျွန်တော်တို့လေ့လာမှာဒီပေါ့နော်အာဗြဟံကအာဗြဟံကသူ့ရဲ့ဒါတို့စီတော့ဒါဒီဖျားရဲ့ဂတိတော်နဲ့ရထားတဲ့ဒါဒီဣဇက်အတွက်ပေါ့နော်တို့တမီးရှာတဲ့အရာဖြစ်တယ်ပေါ့နော်တို့တမီးကဘလောက်အရေးကြီးလဲဆိုရင်ကျွန်တော်တို့အခုမြန်မာကာလမှာဟိုကဘာဝုဂရေရနေအခုမြန်မာကာလအထိဖြစ်နေတဲ့တဲ့ပေါ့ ယောက်ခမရီနဲ့ရွှေမာရီယောက်ကတိနဲ့သမတ်တွေလည်းအဲ့လိုပြောရှင်မိသားစုနှစ်စုပေါင်းဖက်တဲ့အခါမှာဟိုကိုမိဘသူမိဘအဲ့လိုမျိုးနှစ်ခုပေါ့နော်အဲ့ဒါအရေးကြီးရပေါ့ဘာလို့ဆိုတော့လူနှစ်ယောက်တည်းပေါင်းလိုက်တာမဟုတ်ဘူးပေါ့နော်သူသူနဲ့ကိုနဲ့ပဲပေါင်းမှာမဟုတ်လို့သူနဲ့ကလည်းအဆင်ပြေရပြီဆိုတာမှန်တယ်ဒါပေမဲ့အဲရာခိုင်နှုန်းတော်တော်များများပါတယ်ဒီမိဘတွေရဲ့ bless ဖြစ်တဲ့အရာက ဒီသားသမီးတွေရဲ့ဘဝတစ်လျှောက်ပေါ့နော်ဒီအိမ်တောင်ဘဝတစ်လျှောက်မှာအရင်အရေးကြီးတယ်ဆိုတော့တွေ့ရတယ်နော်ဒီမိဘတွေ bless မလုပ်တဲ့အိမ်တောင်ကြီးကအများအပြားမတရားကြဘူးဟိုကောင်းကြီးမခံစားရအောင်ဆိုတော့ကျွန်တော်တို့ ရုံးကန်ရတဲ့အရာတွေရှိရပါတော့။အဲ့တော့ဒီမှာလည်းတို့သမီးရွေးချယ်တဲ့အခါမှာအရေးအရေးကြီးတယ်ဆိုတဲ့အကြောင်းဒီနေ့ကျွန်တော်တို့ထဲထဲဝင်လေ့လာမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာဒါတို့သမီးရွေးတဲ့အခါမှာဒါအတွက်တို့သမီးကိုခါနန်လူမျိုးတဲမှမရွေးပဲရှေးမအမျိုးတဲမှရွေးချယ်ဖို့ဗန်နာဇိုးကိုအာဗြဟံယွညွှန်ကြားခဲ့တည်တဲ့။အဲ့တော့ဒီဘာဖြစ်လို့ခါနန်အမျိုးတဲကနေမရွေးရလဲဆိုတော့ကျွန်တော်တို့ ဗောင်ချန်ဟိုနောက်လန်ပြီးတော့ဒီအရဲဆွေစင်မျိုးဆက်ကိုတော့ဖတ်မှရမှာပေါ့နော်ဘာလို့ခန္ဓာမျိုးမရွေးရလဲဆိုတော့ဆိုတော့ဗောင်ချန်အခုက24ကိုကျွန်တော်တို့လေ့လာနေဖြစ်တယ်နောက်ကိုတော့ပြန်ထိုင်ဗောင်ချန်အခန်းကြီး6လောက်ပါဘူးနော်ဒီနောအေးမှာတားသုံးယောက်ရှိရယ်ရှီမဟာမအရာဖက်ကျွန်တော်တို့သိကြရမှာနော်အဲ့တော့ဒီရေလောင်းမှုဖြစ်ပြီးနောက်ပိုင်းမှာဒီဒူတိုင်းတည်ပြီးသားဇက်လန်လေးဖြစ်တယ်ဒီနောဒီပေါ်နော်နောအေးကသူကစပြေးရင်နဲ့ကျင်းဘူးပြီးတော့သူ့ရဲ့တဲမှာသူအဝတ် ခြေစည်းနဲ့အဝတ်မချုံမဲနေတဲ့အခါမှာခါနန်ရဲ့အဖဒီဟာမပေါ့နော်ဟာမကအဖေအဖေဝတ်ခြေစည်းရှိတာကိုသူကမြင်တယ်မြင်တော့သူသူ့ကိုနေရောမြင်တော့သူဘာမှမလုပ်ဘူးနော်ဘာမှမလုပ်ပဲနဲ့သူကသူများကိုသူများကိုဆိုတာတူတူရဲ့အဖေရဲ့ဒီအဆက်ကွဲခြင်းဖြစ်နေတဲ့အရာကိုသူကမဖို့အောင်ပဲနဲ့ပေါ့နော်ဒီအဲအကုန်ရောက်တော့တော့ပြောလိုက်သေးတယ်ဒါပေမဲ့သူ့ကိုနေရောက်ကြတော့သူ့ကိုအဖေဝတ်ခြေစည်းရှိရအောင်သူတို့မချိဘူးလို့ပြောရပေါ့နော်သူတို့ကြောပဲပြီးပြီးတော့ လိုက်တယ်ပေါ့နော်အဲ့လိုပြောရင်တီယာကိုအဖအတီးတဲ့အခါမှာဒီပေါ့နော်25လောက်မှာဒီအထင်းဒီမှာလဲပါတယ်ပေါ့နော် reference လုပ်ထားတဲ့ကျန်းစာရဲ့မှာလဲခန္ဓာခန္ဓာဒီချင်းချင်းကိုခံပါစေညီကိုတို့ဤကျွန်တို့နိုင်ကျွန်ဖြစ်ပါစေဆိုပြီးတော့ခန္ဓာကချင်းချင်းခံရတဲ့မျိုးဖြစ်တယ်ဒါကလို့ဒီရှေမရှေမအမျိုးရွေးရတယ်ရှေမဆိုအာဗြဟံစဉ်သက်လာတဲ့မျိုးဖြစ်တယ်ပေါ့နော်ရှေမကနေစဉ်သက်လာပြီးတော့ အရှိမနေအများကြီးစဉ်းသက်လာပြီးနာခေါ်နာခေါ်ကနေတေရာတေရာပြီးမှအာဗရာဟံနာခေါ်ခါရန်ဆိုပြီးဒါသုံးယောက်ကိုဟိုထပ်ပြီးရတာဖြစ်တယ်ပေါ့နော်အဲ့တော့အာဗရာဟံကဒီရှိမအမျိုးအရစဉ်းသက်လာတာဖြစ်တယ်အဲ့တော့သူကဒီသူ့ရဲ့မျိုးရိုးဘယ်လိုပြောမလဲမျိုးရိုးစဉ်းစားပိုးစဉ်ပေါင်းဆက်ရဲ့မျိုးရိုးကိုပဲသူကအဲကောင်းကြီးခံရတဲ့အမျိုးပေါ့နော်ဒီအမျိုးကိုပဲသူကအဲလှုပ်စေခြင်းနေဆိုတော့ဒီ idea မှာကျွန်တော်ဖျားပါတွင်တင်လဲဆိုတော့ကျွန်တော်တို့ ချိန်ချင်းကိုဖះကကောင်းကြီးပေးတဲ့အခါကြလို့ရှင်လေပေါ့နော်ဆွေဆွေစဉ်မျိုးဆက်ကောင်းကြီးပေးတဲ့ဖះဖြစ်တယ်ဒါပေမဲ့ချိန်ချင်းရှိတဲ့အခါကျရင်လေဒီချိန်ချင်းကိုကျွန်တော်တို့မဖြတ်သိပြီပေါ့နော်ချိန်ချင်းကကျွန်တော်တို့ရဲ့ဒီမျိုးမျိုးစဉ်းစားမှာရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်ဆိုရဲအဲ့အရာလူဖះကျွန်တော်ဒီ စကားပြောတယ်ဗောနော်အဲ့တော့အာဗြဟံကသူရွေးရခါမှာလေဗောနော်သူဒီအဲသူရဲ့ဒီအဖေမျိုးရိုးဗောနော်ဒီကောင်းကြီးကောင်းကြီးခံရတဲ့အမျိုးဗောနော်အဲ့အဲအရာကိုပဲရွေးတယ်ဆိုတော့ရေးကြည့်ရတဲ့အနေနဲ့ဗောနော် background ဗောနော်ကျွန်တော်တို့ဘက် background ကဘယ်လောက်ဟိုလာရဲ့ဒီမှာဆိုရင်လေကျွန်တော်တို့ single အမှနေပြီးတော့ကျွန်တော်တို့ကြောင်းသွားတက်တဲ့သူတွေတခြားနိုင်ငံကိုအလုပ်သွားလုပ်တဲ့သူတွေဆိုရင်သိမှာပါနော်ဒီကကိုနိုင်ငံနေခဲ့တဲ့နိုင်ငံ6လနဲ့အထက်ကျော်ရင်သူတို့အဲဒီ police record တောင်းနေပေါ့ဒီ criminal record ရှိမရှိတောင်းနေပေါ့နော်အဲ့တော့သူတို့ background check တယ်ဆိုရင်အများကြီးရှိရပေါ့ဒီ background ရှိပြီးသားဒီ record ရှိပြီးသားလူတယောက်ကိုတခြားနိုင်ငံကလည်းဘယ်လိုမှဒီကောင်းတဲ့ဒီအကျဉ်းစရိုက် ရှိရေဆိုတော့သူတို့လက်ခံပေးမှာမဟုတ်ဘူးเนาะကျမတို့ရန်ကုန်မှာဆိုရင်ရေစခန်းထောက်ခံတာလိုမျိုးပေါ့အလုပ်တွေရှောက်ပြီးဆိုရင်အချင်းအချင်းအချင်းကောင်းကြောင်းပေါ့ဒီပြမှုရှင်းလင်းကြောင်းဒါမျိုးတွေတောင်းနေပေါ့เนาะအဲအဲ့လိုမျိုးဒီ background ကအရေးကြီးရေဆိုတော့ဒီနေ့အဲခန်းစားရတယ်ပေါ့เนาะအဲ့တော့ဒီမှာအဲ့တော့သူတို့သမီးကိုရှာတဲ့အခါမှာသူရဲ့ဒီအဖေရဲ့ဒီမျိုးယူပေါ့เนาะမျိုးယူသူရှာတယ် အဲ့တော့ကောင်းကြီးခံရတဲ့အမျိုးရှာတယ်အဲ့တော့ YouTube Prick ကိုယုံကြည်လက်ခံတော်သူဒီကောင်းကြီးခံရတော့ရှေးမအမျိုးနေဝင်အာဗြဟံဤဝိညာဉ်သားသမီးများဖြစ်လာသည်အဲ့တော့ကျမတို့ကလည်းအဲအစကတော့ကျမတို့ကဒီကျင်းချင်းအောက်မှာရှိနေတာပေါ့နော်ဒါပေမဲ့ယေရှုခရစ်တော်ကြောင့်ကျမတို့ကဒီအဟိုဒီအာဗြဟံရဲ့ဒီမျိုးရိုးဖြစ်ရတဲ့အခွင့်ကိုဟိုဖခင်ကပေးထားပြီးပြီဖြစ်တယ်ပေါ့နော်အဲ့ဒီတွေ့ကြည့်ဆိုတော့ချီးမွမ်းနေအဲ့တော့အဲ့တော့ ီမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒီကဘာဦးချမ်း24ကိုလေးလာမယ်ဆိုလို့ရှိရင်လည်းပြော့တခုမှလိုက်တယ်เนาะအရန်ကသူ့ရဲ့ဂျုံကိုဒါချိန်ကြီးတော့တာမှဒီအရာကိုတော့လုတ်ခိုင်းတာဗောနော်အမှဒီဒီတို့သမီးဟောပါလေဘယ်လိုပြောရမလဲတော့ခေါ်ဆောင်ရမယ်ကွာတို့တားထံကိုဒီတို့သမီးကမလိုက်ဘူးဆိုရင်အမ်အခေါ်ခေါ်လာမယ်ကွာအီဇက်ကအီဇက်ကဒီမျိုးကနေမခွာရဘူးသူကအမှ တေချာကိုပြောလိုက်တယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲအာဗြဟံကထိုပြည်သူငါသားကိုခေါ်၍မတော်နှင့်တတိပြုလို့အဲ့တော့သူတို့သားကအဲသူတို့သားကိုခေါ်မတော်ရအောင်ဒါပေမဲ့သူတို့သမီးကသူတို့သားထံကို willingly လိုက်ရမယ်ပေါ့နော် willingly လိုက်ရမယ်စိတ်စိတ်ပါကူရောက်လိုက်ရမယ်ပေါ့နော်အဲ့တော့သူတို့သမီးကသာသူတို့သားထံကိုမလိုက်ဘူးဆိုရင်ဒီမင်္ဂလာပွဲရာဖြစ်လာမှာမဟုတ်ဘူးသူတို့သားကလည်း မလာရဘူးဆိုတော့ပေါ့နော်သူတို့တန်းနဲ့သူတို့သမီးနဲ့တွေ့မှာမင်္ဂလာပွဲဖြစ်မှာဆိုတော့အဲ့တော့ဒီမှာမလိုက်ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့များစွာသောခရီးရန်တို့တည်တဲ့ခရစ်တန်တို့ထန်သူမရောက်သေးကြောင်းမိမိအမှားကိုမမြင်မချင်းပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်းမသိကြကြည်တာဣဇက်ကိုထုတ်ပြီးသူခုံမသွားရဟုအာဗြဟံကဗန္နာဇိုးကိုမှားကြလေ၏တဲ့သူတို့သားနှင့်သူတို့သမီးဝေးလံသည့်အရက်ဒေသ၌တနည်းအားဖြင့်ရှိနေကြောင်းသတိပြုပါအဲ့တော့ကျမတို့ကအခု ကျွန်တော်တို့ကသူတို့တမိအဖြစ်ပြင်ဆင်ခြင်းခံနေရတဲ့သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့သူတို့ဒါကကျွန်တော်တို့ရှိရနေအောင်မလာနိုင်သေးဘူးပေါ့နော်ဘာလို့မလာနိုင်သေးရလဲဆိုတော့လေကျွန်တော်တို့ကြောင့်ဖြစ်တယ်ကျွန်တော်တို့ကပြင်ဆင်လာမပြီးသေးဘူးကျွန်တော်တို့ပြင်ဆင်ခြင်းကသူတို့ဒါအတွက်မပြည့်စုံသေးဘူးဆိုရင်သူတို့ဒါလာလို့လည်းမရဘူးကျမတို့ကလည်းတို့သားထံကိုဒီ willingly လိုက်ဖို့စိတ်ကမရှိဘူးဆိုလို့ရှင်ကျမတို့ရဲ့မျော်လင့်နေတဲ့မင်္ဂလာပွဲကြီးက ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီအချိန်မှာပြင်ဆင်ချင်းခံနေရတဲ့အချိန်မှာပေါ့နော်ကျမတို့စိတ်ကအော်ငါတို့ဒါစီသွားရမယ်တို့တို့ဒါဘူးညှော်နေရမယ်ဘလို့ချစ်ရမယ်ဆိုရင်ဒီအဲအရာတွေပေါ့နော်ဖះဟိုဘလို့ချစ်ရမယ်ဆိုရင်အဲ့အရာတွေကိုပဲပေါ့နော်ဖះကျမတို့ခေါင်းထဲမှာပေါ့နော်ဟိုခံစားစီရပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ကဘန်နာဆိုးကအဲ့တော့တို့ကခီး သူအာဗြဟံကပြောလိုက်ပြီးဆိုတော့သူခရီးစသွားပြီပေါ့နော်သူတို့တမီးထံခရီးနေခြင်းဆက်ခုံမှာပေါ့နော်ဆက်ခုံရောက်သွားတဲ့အခါမှာဘနာဇူးဒီကလအုပ်ဆယ်ကြီးဖြစ်မိုင်900ဝေဒီနာခေါမျိုးမဆိုဖိုတေးမီးယားပြည်သူခရီးနေလေလန်ခီဒီရ40အကြာနိုင်ပြီတပြအန်ဒီရလည်းရှိနိုင်ပြီဆိုတော့ကျွန်မအရန်နေစိတ်ဝင်စားပြီးတော့သူ AI နေခောက်တာပေါ့နော် အဲ့တော့ဘုမနေရလဲအာဗြဟံကလက်ရှိဘုမနေရလဲပြီးတော့သူပဲမျိုးကိုသွားခေါ်တာလေမတ်ထဲမှာဆိုဘလောက်ဝေးမှာလဲပေါ့အဲ့ကျွန်မသွားသွားရှာကြည့်ရပေါ့အာဗြဟံကလက်ရှိနေတာဟေဘုံဆိုတဲ့မျိုးမှာနေတာပေါ့နော်သူမိမလည်းတည်ပြီးအိယယတာဘလို့ခေါ်တဲ့ဟေဘုံမျိုးမှာနေတယ်မတ်ထဲမှာဆိုရင်ကျွန်တော်ပါလက်စတိုင်းနဲ့နီးတယ်နာပေါ့နော်ပါလက်စတိုင်းနဲ့နီးတယ်အလေလေးမှာပေါ့နော်ဒက်စီနဲ့ဒက်စီရဲ့အောက်နဲ့ပါလက်စတိုင်းရဲ့ကြားထဲမှာပေါ့နော်ဟေဘုံကအဲ့တော့ သူသွားမဲ့မိတော်ပေါ်တာမိတိုင်းပေါ့ကျန်းစာထဲမှာတော့မိတော်ပေါ်တာမိတိုင်းနာခေါ်ရဲ့မြို့ဆိုပြီးရေးထားတယ်ပေါ့နော်အဲ့တော့လန်ခီးကိုသူကကလအုပ်ဆယ်စီးနဲ့သွားတယ်ဆိုတော့သူအ ਨੇ ဆုံးတော့ကလအုပ်တော်စီးသွားမှာပဲပေါ့နော်လန်တော့တောက်လျှောက်လျှောက်မှာမထင်ဘူးကလအုပ်တော်တက်စီးသွားမှာပဲခန္ဓာရဆိုတော့ပေါ့နော်ကလအုပ်တက်စီးသွားတယ်ကလကုတ်တကောင်ကိုစီးပြီးတော့ကိုးကောင်ကိုတင်သွားတယ်ပေါ့ပစ္စည်းတွေလည်းယူသွားတယ်ဆိုတော့သွားတဲ့အခါမှာကြည့်တော့ သူတွက်ပေးရတယ်အနည်းဆုံးမိုင်400နဲ့600ကြီးရှိရလို့ပြောတယ်နော်မိုင်400နဲ့600ဆိုဟိုတော်တော်ဝေးရပဲဗောနော်ဒီလန်ခီကိုတော်တော်တော့အောင်ပြီးတော့ဒီမှာတော်ရက်40လို့ပြောတယ်ဟိုမှာလဲ4 to 6 3ပေါ့4 to 6 3ဆိုတော့တလနဲ့တလကိုရေးကြတာဗောနော်ဒီမှာရက်40ဆိုတော့ဒါတော့ဒါဟိုခက်မှန်းကြီးဗောနော်ဂျားထဲမှာနေမကောင်းဖြစ်တာတွေကလောက်ဥတေရမတော်နိုင်လို့တခုဖြစ်တာတွေအဲ့လိုမျိုးတွေမပါဘဲနဲ့ဒီ average ဗောနော် average ကြီး ဒီဘယ်လိုမျိုး regular pace နဲ့တွက်ထားတာတော့ငါအဲ့လောက်ကြာရယ်ဆိုတာဒီ banner ဆိုအတွက်ကလည်းပေါ့နော်ဟိုဘယ်လိုပြောမလဲတော်တော်လွယ်ကူတဲ့ခီးရောမဟုတ်တော်တော်ခက်ခဲခဲခဲကြမ်းကြမ်းတမ်းတမ်းပေါ့နော်အခုခင်မှာမိုင်းလေးရာဘလောက်မှမရှိတော့ဘူးလင်းစီးသွားလို့ရရဆိုမဲ့အဲ့ခေတုံးကတော့ဒါတော်တော်ကျွန်တော်တို့ခုနေကလောက်စီးသွားပါဆိုတော့မတော်နိုင်တော့ဘူးပေါ့နော်ခက်ခဲခက်ခဲတဲ့ခီးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လဲဒီတကူတကောက်ပေါ့နော်ဒီ ကောင်းကြီးဖြစ်မဲ့ကောင်းကြီးခံရတဲ့အမျိုးရဲကဟိုတကူတကောက်ဟိုစီစစ်ပြီးတော့သွားရှာတာဖြစ်တယ်ပေါ့နော်အဲအဲ့ဒါကိုခံစားရတယ်ပေါ့နော်အဲ့တော့ဒီမှာသူကကလအုပ်တီးတဲ့ထုံပေပြီးကောင်းမှာတော့တတပါဖြစ်ရုံမကနန်စောလာတီးရဲ့အဲ့တော့အဲ့တော့ကလအုပ်ကကောင်းပါတယ်ထုံပေတယ်နန်တယ်ပေါ့နော်အဲ့ပြီးတော့ကလအုပ်ကအရင်ခေတ်ကတော့သူတို့ကဘယ်လိုပြောရမလဲချမ်းသာတဲ့သူတွေပဲပိုင်တာပေါ့နော်ချင်းရဲသူတွေကကလအုပ်ကို စကလုံးမပြောနဲ့မမအောင်မပိုင်ဘူးเนาะဒါအဗရာဟံကအရင်ပတ်စံရှိတယ်ချမ်းသာတယ်မှုလို့ပေါ့เนาะဒီကလအုပ်ကိုဟင်ဘာလို့ကလအုပ်နဲ့ဒီကနာယောက်ကိုတွားရလဲဆိုတော့ကျမတို့လည်းသိပါတယ်ကလအုပ်ဆိုတာဒီသူ့ရဲ့ဘုရင်မှာရေတွေကိုတိုးဝှက်ထားတယ်အဲ့တော့သူကထုံပီးပြီးခေါင်းမာတယ်နှံ့နေမှန်နေဒါပေမဲ့သူ့ရဲ့ဒီခံနိုင် resistance ကအရင်ကောင်းနေပေါ့เนาะဒုက္ခခံနိုင်နေကလအုပ်ကပေါ့เนาะသူ့ရဲ့တခုဒီပေါ့เนาะဒီ သူရဲ့ဘလူဂုံတက်တိတွေအများကြီးထဲမှာမှာသူတို့အမြဲဥစားပြီးပြောရတာတခုရှိရဲ့အဲ strength to carry heavy load in hardship ပေါ့ကျော်ဘလောက်ပဲခက်ခဲခဲခဲဖြစ်နေစီကျွန်တော်တို့ဒီကလပ်ဥပမာပစ္စည်းတွေအများကြီးတင်ပြီးတော့ဟိုရှင်းပြရင်ယုံနိုင်နေပေါ့နော်မြင်းတို့တိုးတို့ထက်ပေါ့နော်တခြားအကောင်တွေတက်ဆိုင်ကလပ်ကအရန်ယုံနိုင်နေဒီမာကျော်ဒီလိုမှခက်ခဲခဲခဲတန်ကိုခံနိုင်နေဒုက္ခခံနိုင်နေ resilient ဖြစ်တယ်ပေါ့နော် bounce back ပြန်ဖြစ်တယ်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဒီပေက ိုကျမတို့ကိုစစ်ကြောတယ်ကျမတို့တော့စစ်ကြောချင်းခံရမယ်ပြင်ဆင်ချင်းခံရမယ်အလိုမရှိတာတကယ်တော့ဒီစစ်ကြောချင်းခံရတယ်ပြင်ဆင်ချင်းခံရတယ်ဒုက္ခတွေကိုပေးတာပေါ့နော်ဒီဒုက္ခတွေကိုခံနိုင်ပြီးတော့ဒီဒုက္ခတွေကိုကြော်လွှားပြီးတော့မှဒီနေရာကိုဒီရောက်ဖို့ပေါ့နော်ဒီမှာလဲနံပါတ်30ရဲ့အတိတ်ပြန်စုံစမ်းစစ်ကြောချင်းအုပ်ချုပ်ခြင်းနဲ့ပြည့်ညတ်တရားကိုဆိုလို့ဒီပေါ့နော်အဲ့တော့ဟိုအဲ့လောက်ကျမအရင်အဲ့ကဘာဦးကျောင်းကိုအဲ့နေရာဖတ်တော့ဟာဒီအဲ့လောက်ထိ နက်နက်နေနေအလောက်ကြီးရှိနေလို့တခါမတွေးမိဘူးပေါ့เนาะအခုကဒီသူရဲ့တစ်ခုစီတိုင်းဒီ daily အစားပေါ့เนาะခရရဲ့တမန်ကျန်းစာဘယ်လောက်ဟိုဘယ်လောက်ဟိုစိတ်ဆက်သေးကြလဲဆိုတာပေါ့เนาะခရကကျမတို့ဒီနေ့စားသုံးစီရေပေါ့เนาะအဲ့တော့ဒီ cloud ဆိုရင်ဒီဒီခံနိုင်ရရှိနိုင်မှုကျမတို့အသက်တာမှာ ਨੇ ဒီကျမတို့ဘဝမှာဒါကြရရင်အလုပ်တွေရန်ပင်ပန်းနေအလုပ်တွေရန်ရှုပ်တယ်ပေါ့လို့အချိန်တိုင်းမဖြစ်လာလဲဆိုတော့လူကလေ အဟိုဘယ်လိုပြောမလဲဘန်းနောက်ဖြစ်လာတာပေါ့နော်ဟိုမခံနိုင်တော့ဘူးပေါ့ဘာဖြစ်လို့ငါအဲ့လောက်ပင်ပမန်းနေလုံနေရလဲပေါ့နော်ဘာဖြစ်လို့ငါတယောက်တည်းအဲ့လောက်ပင်ပန်းနေရလဲပေါ့ဘာလို့ဘွားကြီးကအဲ့လောက်ခက်ခဲနေရလဲဆိုအဲ့လိုမျိုးဖြစ်တဲ့သူတွေရှိပါပဲပေါ့နော်ကျွန်တော်ပုံဝင်ချင်းမှာလည်းရှိနေပါတယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်တဲ့ခါမှာလည်းကျွန်တော်တို့အတွက်ကအဲ priest the lord ဒါဖခင်ကကျမတို့ကိုဒီဒုက္ခတွေကိုပေးပြီးတော့ခံနိုင်ပြီးတော့မှကြော်ဖြောက်ဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကအဲ့လို ရှင်းပြရင်မင်းနဲ့စစ်စေးနေတာပေါ့နော်စစ်စေးတော့ဒီကြံခဲ့မဲ့အရာတွေပဲဖီးယားကပြင်ဆင်ပေးနေတာပေါ့နော်ကျမတို့မပြင်ဆင်ဘူးဆိုလို့ရှိရင်ဒီဘလို့မှအဲဒလူသမီးဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမှာဖဖီးယားကတားတော်တွေဒလူသမီးကိုပြင်ဆင်ပေးရတဲ့အထံတော်သူခေါ်ဆောင်ရန်ကောင်းကင်ဘုံမှာတန်ရှင်သောဝိညာဉ်တော်ကိုအလောကသို့စေလုခဲ့သည်တဲ့အနောက်မှာ reference ကျမ်းစာလေးတွေပါတယ်ပေါ့နော်ယောဟန် 2426မှာဆိုရင်ကျွန်တော်တို့ tensional wind တော့ကအကျွင်းမဲ့အတွင်တင်ပြသမယ်ဆိုတော့အကြောင်းနေပေါ့နော်အအလူတိုင်းဖတ်ဖတ်ထားမယ်လို့မျောလင့်ပါတယ်ကျွန်မဒီ detail တော့မဖတ်ပြတော့ဘူးပေါ့နော်ပြီးရင်ဒီဥပစ္စေဆရာကိုကျွန်မတို့အတွက်ဒီဆေးလွတ်ပေးရပေါ့ခမဲတော့ဒီရတို့အတွက်ကြောင့်ဆေးလွတ်တော်မူသောဥပစ္စေဆရာကြီးဘူးတော့ tensional wind လို့ဒီ တင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသတွင်တင်တော်မူ၏ငါပြောခဲ့သမျှသောစကားတို့ကိုပေးသောမညံတို့တင်တို့ကပေးတော်မူပေါ့ဒါဖခင်ကကျမတို့ကိုပြစ်တော်မထားပါဘူးကျမတို့ကိုဟိုဒီဟိုတွင်တင်ပေးမဲ့သူကျမတို့ကိုလှုပ်ပေးမဲ့သူကိုထားရပေးပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါဘလောက်ထိအောင်သူကလှုပ်ပေးရလဲဆိုရင်ပေါ့နော်ကျွန်တို့နားဖြစ်မကြဘူးမျက်စိဖြစ်မမြင်ရသေးသောအရာများကိုဝိညာဉ်တော်အားဖြင့်ဖခင်သခင်ဖွင့်ပြမည်ဒါတော့နေခမဲတော်ဖခင်အကြောင်းကိုလည်း အဖွင့်ပြမိပေါ့နော်အဲ့တော့ဟိုကျမတို့ကိုဘုရားကအဟိုလှုပ်ပေးနေတယ်တွင်တင်ပေးနေတယ်အဲ့လိုမျိုးဒီပေါ့နော်သူတို့ဒီငါဘုံကိုထင်ရှားစေလိမ့်မည် အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုတင်ယူ၍တင်တို့အားဖော်ပြလိမ့်မည်အဲ့တော့ဒီဝိညာဉ်တော်အပြင်ကျမတို့ကိုတွင်တင်ပေးမယ်ဖျားနဲ့ဆက်ဆိုင်တဲ့အရာတွေကိုဟိုဖော်ပြပေးမယ်ပေါ့နော်အဲ့တော့ဒါကျမတို့ဟိုဘယ်ပြောအဲတားကဒီ အဖေအဖေကပေါ့နော်တားအတွက်ဒီတို့သမီးကို ပြင်ဆင်ပေးဖို့ခေါ်ဆောင်ပေးဖို့လုပ်နေရတယ်ဖခင်ကလည်းကျမတို့သူတို့သမီးကိုပြင်ဆင်ပေးနေခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဘက်ဆက်ရှိကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကလအုပ်တစည်းကိုဘန္နာဇိုးကစီးပြီးကိုးစည်းကိုလက်ဆောင်များတိတ်ဆောင်ကသူတို့သမီးကိုပေး၏အဲ့တော့သူတို့သမီးကိုပေးမယ့်အရာတွေလည်းရှိရဲ့ဒါကြီးလဲဆိုတော့ကျမတို့မသိဘူးရှေ့ဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်အဲ့တော့ ဒီမှာတော့သူကဆက်တော့ပြောထားတယ်ပေါ့เนาะဒါပေမဲ့အသေးစိတ်တော့မဟုတ်သေးဘူးပေါ့เนาะတန်ရှင်သောဝိညာဉ်တော်လက်ဆောင်ပြီးတော့ဝိညာဉ်စွမ်းရည်တက်တီးဖြင့်သူတို့သမီးကိုတိုးတက်ရင်းကျက်အောင်တိဆောက်ပြင်ဆင်ရရှိသည်အဲ့တော့ကျွန်တော်ကျွန်တော်တို့လေးလာနေတဲ့စာအုပ်ကဒီပြင်ဆင်သူတို့သမီးဖြစ်အောင်ပြင်ဆင်နေရဆိုတော့ကျွန်တော်တို့ပြင်ဆင်ခြင်းကိုပဲအအဓိကဖျားကပေါ့เนาะဟိုပြောနေခြင်းဖြစ်တယ်ဒါပေမဲ့ပြင်ဆင်နေဆိုတာပြောရတယ်လည်းတော့ဒီမှာဟိုမင်္ဂလာဆောင်မှုတဲ့လူတိုင်းသိပါတယ်ပေါ့เนาะကျွန်တော်တို့ မင်္ဂလာတစ်ခေါက်စားရင်ဘယ်လောက်အလုပ်ရှုပ်လဲဆိုတော့လေဒီဆပြီးတော့ဆောင်မယ်လို့ပြောလိုက်တဲ့နေ့ရဆပြီးတော့ဆောင်ပြီးတဲ့နေ့အထိရပါတော့တကယ်ကိုမပြီးနိုင်မစီးနိုင်ဒီလိုမျိုးပေါ့နော်ဟိုဟိုရှင်ရပြောင်း physically ရော mentally ရောအရန်အရန်ပင်ပန်းတယ်ပေါ့ကျွန်မအရှိမဒီမင်္ဂလာဆောင်ပွဲပေါင်းများစွာတက်ပြီးတော့တက်ပြီးတော့လိုက်ပြီးပြင်ဆင်ပေးပြီးကူညီပေးတဲ့အခါကျမှကျွန်မအရန်ဒီ တို့တို့သားဘက်ကရှင်မမသိဘူးပေါ့နော်တို့သားတွေလည်းပြင်ဆင်ရမှာပါပေါ့နော်တို့သားတွေတို့သမီးကြီးကတို့ခေါင်းကြိုက်တာပေါ့နော်ပိုးဆွေကအဲ့လိုမျိုးဟိုဘာဝိမဲဟိုဘာကျွေးမဲဘာစားမဲဘယ်နေရာမှာလှုပ်ရှင်နေဘူးဆိုတာကိုလေညှီလို့မပြီးနိုင်တာပေါ့နော်ကျမကတော့ကဆိုရင်ကျမကနည်းနည်းချွတ်ချွတ်ချွတ်ပြီးတယ်မှာပါဘာဖြစ်ဆိုကျမ wedding planner ဟားလိုက်တဲ့ခါကျကျမအရန်ခေါင်းကြိုက်စရာမလိုဘူးဘလို့ပဲနဲ့သူကျမလိုချင်တဲ့ဟာကို planner ကိုပြောလိုက်တယ် planner က သူကျမလိုချင်တဲ့ဟာကို list ထုတ်ပေးထုတ်ပေးကျမလက်ညှိုးလေးထုတ်ပြီးဒါ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 နဲ့ရွေးလိုက်ရုံဒါပေမဲ့အဲ့လောက်လွယ်ကူကူရပြီးတော့လေဖះဟိုဘယ်လိုပြောမလဲကျမတို့ဟိုဒီပြပေးလိုက်တဲ့အရာတိုင်းမှာသင်ကန်းစာပေးချင်တော့လေနောက်ဆုံးပမာဒီပြဿနာတက်နေဆိုဒီ sitting plan ပေါ့ထိုင်ကုန်နေရာချတဲ့အခါမှာဘလောက်ဆိုလဲဆိုအဲ့တော့ covid ဆိုတော့ကျွန်တော်တို့ zone တွေခွဲမယ်တရားကြော်ရင် zone ခွဲမယ်ပြင်ကြီးစပိုးဝိုက်မှာဘသူ့ကိုထိုင်မယ်ဒီကိုစပိုးမှာဘလို့ထိုင်မယ် အဲ့ ठी လေလွယ်သေးတယ်အဲ့မှာဘာဖြစ်လဲဆိုဒီစိုးရောင်းမှာထိုင်ပြီးဒီသူနဲ့ဟိုလူနဲ့ပေးထိုင်လို့မရဘူးဟိုလူနဲ့ဟိုလူနဲ့ကမတည့်ဘူးအဲ့သူတို့ညကမနေချင်းဆိုင်လို့မရဘူးအဲ့အဲ့လိုမျိုးအဲ့လိုမျိုးရင်းနဲ့ပြလို့ရှင်ဒီဒီမိသားစုနဲ့ဟိုမိသားစုနဲ့ကပေါင်းလို့မရဘူးအဲ့ဒီဘဝမိသားစုနဲ့ဟိုဘဝမိသားစုနဲ့လည်းမတည့်ဘူးအဲ့တော့သူတို့နှစ်ဝိုင်းလောက်မှခွဲထားမှရမယ်တယောက်နဲ့တယောက်မြင်လို့မရဘူးအဲ့အဲ့လိုခေါင်းကြီးရန်ကိုက်ပြီးတော့ကျမအဲ့လိုမျိုး ကျွန်မဘက်လူအဲ့လောက်မများဘူးပေါ့နော်ကပောဘက်ကပိုများတယ်သူ့လောက်ကသူတွေကလည်းမတည့်တဲ့သူတွေကများဟိုဟိုဝိုင်းနေပြီဝိုင်းနေတွေ့လို့မရဘူးအဲ့လိုမျိုးလေရှိပြီးတော့ကျွန်မဘက်ကအဲ့သူလေးရောက်20လောက်ကလည်းဘာဖြစ်လဲဆိုဟိုတယောက်ကကိုဗစ်ဖြစ်လိုက်ရသူကမလာတော့ဘူးပြောလိုက်နောက်တယောက်ကိုထဲလိုက်အဲ့ထဲလိုက်တဲ့တယောက်ကကိုဗစ်ဖြစ်လိုက်ဟိုကိုဗစ်ဖြစ်ပြတယောက်ကပြန်ကောက်လိုက်ပြန်ထဲလိုက်နေတယ်ကျွန်တော်တို့နှစ်ယောက်ဘယ်လောက်ထိဒီ city plan ကိုလောက်ရလဲဆိုတော့ နေလာဆောင်မာကဒီလေနေခင်း3နာရီပေါ့နော်ကျွန်တော် sitting plan ကို approve လုပ်လိုက်တာ2နာရီကျွန်တော် make make up ပြီးပြီးအင်ဂျီဝစ်ပြီးအချိန်ကျမှ approve လုပ်လိုက်တာပေါ့နော်အဲ့အချိန်ကျမှလည်းလမ်းပြောင်းနေတော့တဲ့နေနော်အဲ့တူထိုင်လိုက်ကြဆိုပြီးတော့ပေါ့နော်အဲအဲ့လိုမျိုးပြောလိုက်စိတ်တည်ငြိမ်ပြီးတော့ပေါ့နော်အဲ့တော့ပြောချင်တာဒီမင်္ဂလာဆောင်ပွဲတစ်ခုဟာဘယ်လောက်ထိလူအနေနဲ့ပေါ့နော်ကျမတို့လူလောကမှာလုပ်တဲ့အရာလေးတောင်ပေါ့နော် ဟိုရှုပ်ရှက်ထက်နေဒီလောက်အများကြီးလောက်ရတယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်တို့ကဖျားရရဲ့သူတို့တမီဖြစ်တဲ့သူတွေလေနော်အဲ့တော့ဖျားဖျားဆိုတာ perfect perfect နော်လုံးဝအပြည့်အနာစာပြည့်လို့အဲ့တော့သူ့ရဲ့သူတို့တမီဆိုရင်ပြောမနေနဲ့တော့ flawless ပြစ်ရှာစီရအောင်မရှိပါဘူးအဲ့လိုမျိုးဖြစ်နေတာအဲ့တော့ခက်တာကျွန်တော်တို့ကအခုအဲ့ချိန်ထိကိုမရောက်သေးဘူးဒါပေမဲ့လူတွေအနေနဲ့ပြောရစီကအရှိရဲ့ဒီလိုသမီးကိုအလှပြင်းနေအချိန်မှာတော့မကြည့်နဲ့အရန်ရုပ်ဆိုးတယ်ဘာဖြစ်လို့လဲဆိုတော့အမျက်တောင်ကလည်းတစ်ဖက်ပဲတက်အပ်သေးတယ်အိုင်လိုက်နာကလည်းတစ်ဖက်ပဲဆိုးပါသေးတယ်မိတ်ကပ်ကလည်းဟိုနားတော့ဒီနားတက်ကိုရနေဆိုတော့အဲ့ချိန်မှာလိုက်ကြည့်ရင်တော့သူတို့သမီးသူတို့သားအစိပြောက်သွားမှာအမှန်ပဲအဲ့ဒါမှမဟုတ်ခရစ်တော်ကလည်းကျွန်တော်တို့ကိုလာမကြည့်သေးတာဖြစ်မယ် မစင်းလာသေးတာဖြစ်မယ်တော်တော်လေးကိုရုပ်ဆိုးပန်းဆိုးဖြစ်နေတဲ့အတွက်ပေါ့နော်အဲ့တော့ဒါမဲ့ရန်အားလုံးပြီးသွားရင်မိကလည်းပြီးသွားပြီစဉ်လည်းပြီးသွားပြီအင်ဂျီလည်းပြီးသွားပြီအဲအလုံးလာပြီးထွက်လာချင်းကြရင်ဝါဆိုပြီးတော့အဲ့လိုဖြစ်ကြရပေါ့နော်အဲ့တော့ကျွန်တော်တို့အလုံးခရစ်တော်ကိုဝါဆိုပြီးလုံးနိုင်ဖို့ပေါ့နော်အိုင်စင်ရောက်ပြီလားဆိုတော့အလိုမျိုးဒီနေ့ ဖះအဲ့လိုမျိုးခံစားစီရယ်ပေါ့နော်ခံစားစီရယ်ဝါးဆိုအစင်ရောက်နေပြီလားပေါ့နော်အဲ့တော့ဝါးဆိုအစင်ရောက်ရင်ကလာမယ်အခုကဝါးဆိုအစင်ရောက်သေးဘူးပေါ့နော်ကိုယ့်ကိုယ်လည်းကျမတို့သိရယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ပေါ့နော်အဲယခုညဦးနဲ့တကောင်ရံအချိန်ကြာကျွန်ုပ်တို့ရောက်နေကြောင်းသတိပြုပါတဲ့ညာနဲ့လေရွေးနှုတ်ချင်းနီးလေဖြည်းဖြည်းမျောကြည့်ပြီးဝမ်းမြောက်တော့ရွေးနှုတ်ခံရတော့တို့တမီတွေတင်ပါပါမလားအဲ့ဒါလေးဖတ်လိုက်တဲ့အချိန်မှာအရန်လေး ခံစားရရောเนาะခံစားရပန်းငါပပြီလားပေါ့เนาะနောက်အဲ့မှာသူပေးထားကြမှာလေလူက27 28ထုံမှုရာလို့ဒီဖြစ်စားရှိတော့အခါသူတို့ကိုရေးနောက်တော့အချိန်ကာလရောက်လူနည်းဒီကိုထောက်တဲ့ဖြင့်မျောကြည့်၍ခေါင်းကိုကြွားကြလို့မိတ်တော်မူအဲ့တော့ကျွန်တော်တို့အခုခရစ်တော်ဒီသူတို့သမီးလာနေဒီကိုခရစ်တော်ကအဲ့မျောကြည့်သည်နည်းသူသူတို့သမီးမျောကြည့်တယ်ခရစ်တော်ကိုမြင်နေကျွန်တော်တို့အခုမျောကြည့်ရဲ့အချိန်မှာခရစ်တော်ကိုမြင်ရပြီလားပေါ့เนาะခရစ်တော်ကတော့ ညော့နေပြီပေါ့နော်ကျမတို့ကခုနပြောလို့မတ်စကာရာတစ်ဖက်ပဲမျက်တောင်တစ်ဖက်ပဲမြခုံးမှုတစ်ဖက်ပဲဆွဲထားတဲ့အခြေအနေလားသဘင်ကမပြင်ရသေးဘူးလားပေါ့နော်ကျတို့ဘယ်ရဘယ်နေရာမှာရောက်နေပြီလဲပြီးတော့ခရစ်တော်ဘွားဆိုတဲ့တို့သမီးဖြူဖို့ကျမတို့ပြင်စင်ခံနေရလားပေါ့နော်ခါကြရင်လည်းပြင်တော့ပြင်တယ်တို့သမီးကအပြင်မခံဘူးဆိုရင်တို့နောက်ပတဲ့အရာလေး ရလာမှာမဟုတ်ဘူးပေါ့เนาะဟိုပြင်းတဲ့အချိန်မှာလည်းမျိုးလုံးနေဆိုးတဲ့အချိန်မှာကြိတ်မိပြီးခံရတယ်ပေါ့เนาะရားလို့ရှင်လည်းတီးခံရတယ်မျက်တောင်ခက်ရှင်လည်းတီးခံအဲ့တော့ဒီဘာဖြစ်ဆိုကိုလှဖို့လေเนาะဒီအောက်ကျမဆိုလုံးဝဒီမျိုးလုံးကိုပြင်းလုံးဝမခံနိုင်ဘူးအဲ့တော့ဒီအောက်တွေကိုဒီတို့ liner တွေဆိုရင်မျိုးလုံးကဆယ်ကာလောက်အဲ့လိုပုတ်ခတ်ပုတ်ခတ်လုပ်တယ်အောက်တွေဦးမဲတူးကုန်တယ်အဲ့တော့ပြန်ဖြတ်ပြီးတော့နောက်ခါပြန်ဆိုးရတယ်အဲ့လိုမျိုးပေါ့เนาะကျမတို့အဲ့အရာလေးတွေကိုဒီမျက်မျက်စိကျမဆိုဒီမျက်စိဆိုးတဲ့အရာကိုတီးခံရတယ်ပေါ့เนาะအဲ့တော့ အခုကျမတို့ကိုခရစ်တော်ကတို့သမီးကိုပြင်ဆင်နေတဲ့အချိန်မှာကျမတို့တီးခံရမယ့်အရာတွေရှိရဲခုနကလအုပ်လိုပဲခံနိုင်ရမယ် resistant ကောင်းရမယ်ပေါ့နော်ဘလောက်ပဲလှုပ်တည်တင်းတင်းတို့ဒါခရစ်တော်အတွက်တို့သမီးအနေနဲ့ကပြင်ဆင်နေရဆိုတော့အရာလေးခရစ်တော်ကိုပဲမျှော်ကြည့်ပြီးတော့ဒီဒီပခုံးမှာတင်ထားတဲ့အရာလေးကိုမမှုပဲပဲပေါ့နော်တို့သားလေးကိုလည်းမျှော်ကြည့်ပြီးတော့ငါဆင်ကြရင်ခရစ်တော်အတွက် အနာပါဆုံးဒီလိုသမီးဖြစ်ရမယ်ဆိုရဲဒီစိတ်နဲ့ပေါ့နော်ကျမတို့ဟိုရှေ့ဆက်ပြီးတော့အပြင်းစင်အခံကြဖို့ပေါ့နော်ဖခင်ကကျမကိုဒီနေ့ဒီအရာလေးအဖြစ်တွင်တင်ပါတယ်ကျမရရှိရဲ့ဝေစုလေးကိုစီစဉ်ခြင်းဖြစ်ပါတယ်